မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စက်သွေးဥပဒေပုံမှန်66ဂါဂျီနဲ့အမှုဖွင့်တိုင်ကြားခြင်းခံထားရတဲ့ သမီးစိုးခေါ်တက်ကိုကိုကိုသက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးပြင်းလွယ်မြို့မှာနေတဲ့ဒေါ်အေးတင်ကိုကနေပြီးတော့၎င်းရဲ့မိသားစုအတိုင်းအဝိုင်းများလုပ်ငန်းများလူမှုရေးများပျက်စီးစေရန်၎င်းဆွဆွဲပြောဆိုခြင်းထောင်ချပြစ်ဒဏ်ရရှိစေလိုကြောင်းနှုတ်ခဏီထုတ်ဖော်ပြောဆိုပြီးတော့၎င်းပြောဆိုခဲ့တယ်။သမီးစိုးခေါ်တက်ကိုကိုကိုပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ကပြင်းလွယ်မြို့မှာရဲစခန်းမှာ ပ215မြင်းဆောင်2025ဆက်သွယ်ဥပဒေပုံမှန်66ဂါဂျီနဲ့အမှုဖွင့်တိုင်ကြားခဲ့တယ်လို့သိရပါဗျ။အခုလိုအမှုဖွင့်တိုင်ကြားထားခြင်းကြောင့်ဒီကနေ့အော်တိုဘားလ12ရက်နေ့မှာရန်ကုန်အပြည်ပြည်ဆိုင်ရာလေးစိတ်မှာ စင်ကာပူကိုသွားမဲ့လေမောင်မောင်သက်ဆိုင်ရာကသမီးစိုးကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါဗျ။သမီးစိုးအမည်နဲ့ online မှာလူသိများတဲ့ရွှေသက်အကောင့်ပိုင်းရှင်အမျိုးသမီးဟာအော်တိုဘားလ12ရက်နေ့မနက်ပိုင်းမှာရန်ကုန်လေစိတ်မှာထိန်းသိမ်းခံရပြီးတဲ့နောက်ရန်ကုန်မြို့မင်္ဂလာတုံးရဲစခန်းမှာစစ်ဆေးခံနေရတယ်လို့အခြေအနေကိုသိရှိသူတို့ကပြန်လည်ပြောပြထားပါဗျ။ အမေရိကန်မှာနေထိုင်တဲ့သမီးစိုးဟာပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကမြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်မှာမန္တလေးတိုင်းပြည်ဦးလွင်ရဲစခန်းမှာဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့အမှုဖွင့်ခံထားရတယ်လို့သိရှိရတဲ့အကြောင်းအချိန်နေသိရှိသူတွေကပြန်လည်ပြောပြထားပါတယ်ဒီမှုနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းခံရတာဖြစ်နိုင်တယ်ဆိုတော့ကောက်ချက်ချမှုတွေရှိနေပြီမြေကြအတီးပြုတ်နိုင်ခြင်းတော့မရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတာစင်ကူးမြို့နယ်မှာပြည်သူလူထုအပေါ်မှာဆက်ဆံရမှာအပြုတ်မှုရိုင်းဆိုင်သွားခဲ့တဲ့တာဝန်ရှိတဲ့ရဲဘော်များကိုဒရီပေးအေးအေးမှုများလှုပ်ဆောင်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ17ရက်နေ့ညနေ3နာရီခန့်ကစင်ကူးမြို့နယ်မှာရှိတဲ့ပြည်သူတွေရဲ့မိသားစုနေအိမ်တအိမ်မှာ Starlink Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းအချုပ်ကိုချိုးဖောက်တယ်ဆိုပြီးတော့အရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်များနဲ့ပြည်သူမိသားစုဝင်များကြားမှာအငင်းကုန်စကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါဗျ။အခုလိုမျိုးပြည်သူလူထုနဲ့အချင်းများခဲ့တဲ့တာဝန်ကျတဲ့ရဲဘော်များကိုစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်းအ သိပေးထားပါတယ်ကျွန်တော်တို့ဘက်ကတော့ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တာဝန်ကျတဲ့ရဲဘော်တွေအပေါ်မှာရောဒီမီသားစုအပေါ်မှာရောတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်ကအပြုတ်မှုပိုင်းဆိုင်ရာရိုင်းဆိုင်သွားတာနဲ့ပတ်သက်ပြီးတော့လည်းတာဝန်ကျတဲ့ရဲဘော်တွေအားလုံးကိုသတိပေးအရေးယူမှုတွေလှုံ့ဆော်သွားမှာပါမကြခင်မှာတော့တရားဝင်သတင်းထုတ်ပြန်ဖို့လည်းရှိပါတယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှုကသတင်းပေးဖို့ပြောကြားထားပါတယ်ဒါအပြင် Starlink Internet စီကံချိုးဖောက်တယ်ဆိုတဲ့မိသားစုနယ်လဲတွဲဆုံညှိနှိုင်းဖြည့်ရှင်းသွားမှာဖြစ်တယ်လို့ပြောပါရယ်အခုလောလောဆယ်မှာတော့မြေသူတအုပ်တယောက်မှာအရေးယူထားခြင်းမရှိဘဲ Starlink အသုံးပြုမှုစီကံစီမင်းချိုးဖောက်မှုနဲ့ Starlink ဆက်ကိုတော့ယာယီထိမ့်သိမ်းထားတယ်လို့သိရပါရယ်လောလောဆယ်အရေးယူဆောင်ရွက်မှုကလူပုဂ္ဂိုလ်အပေါ်မှာလုံးဝမရှိပါဘူးစီမင်းစီကံချိုးပေါက်တဲ့အတွက်ကြောင့်မို့လို့ Starlink နဲ့ပတ်သက်တဲ့စီမင်းစီကံထဲမှာပါတဲ့အတိုင်းပဲ Starlink Internet ဆက်ကိုယာယီထိမ့်သိမ်းထားတာတခုပဲရှိပါတယ် ်မိသားစုအပေါ်မှာရောလူတွေအပေါ်မှာရောအေးအေးယူမှုတစုံတရာပြုလုပ်ထားခြင်းလုံးဝမရှိပါဘူးအဲ့ဒီမိသားစုနဲ့ညနာစုံညီတွဲဆုံပြီးတော့ဖြည့်ရှင်းဖို့အတွက်ဒီကနေ့ညနေကိုချိန်ထားပါတယ်ပြီးရင်အဲ့ရရဲ့နောက်ဆက်တွဲ statement တွေကိုလည်းစင်ကုမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တရားဝင်ထုတ်ပြန်သွားဖို့ရှိပါတယ်လို့စင်ကုမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်မြို့နယ်မှာ ပေါင်းတလဲပြူစောတိခေါင်းဆောင်လှမြေတိတ်ဆုံးပြီးတဲ့နောက်သူ့ရဲ့သားဖြစ်သူဆိုင်းတီဟာကပြူစောတိခေါင်းဆောင်နေရာကိုရိုက်ယူလိုက်ပြီးတော့မိသားစုဝင်များအားလုံးပေါင်းတလဲရဲစခန်းမှာပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ6ရက်နေ့မနက်7:00နာရီခန့်အချိန်မှာပြည်မြို့နယ်ပေါင်းတလဲအပိုင်းခွေရချင်းရုပ်ကုန်းကျေးရွာကပြူစောတိခေါင်းဆောင်နှမြင့်ကိုဝင်းတင်စိတ်ကျေးရွာအနီးဘကိုးတိုင်းစစ်ဌာနဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့ BKI တိုက်ရင်နဲ့363ညနဲ့တိုက်ရင်နဲ့ BKI တိုက်ရင်1 363ညတဲ့တိုက်ရင်ကရ ရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးရမိပြီးတဲ့နောက်စစ်စေးမင်းမြန်ရန်ခေါ်လာတဲ့အချိန်မှာပြည်လဲခုခံထွက်ပြေးတဲ့အတွက်လိုက်လံပြစ်ခတ်ဖမ်းဆီးတဲ့အခါမှာလှမြင့်ဟာကြီးစံထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။အခုလိုလှမြင့်တိတ်ဆုံးပြီးတဲ့နောက်ဂျန်ရှိနေတဲ့ပြူစောထိပ်အဖွဲ့ဝင်များကို တားဖြစ်သူစိုင်းတီဟာကဆက်လက်ပြီးတော့အုပ်ချုပ်နေပြီးပြူစောဒီခေါင်းဆောင်ယာဒူးရဲ့နေရာမှာဆက်လက်ပြီးတော့ခံယူထားတယ်လို့သိရပါဗျ။သို့တော်လည်းစိုင်းတီဟာဟာခွေးရဲချင်းရုပ်ကုန်းကြီးရွာမှာဆက်လက်ပြီးတော့မနေထိုင်ရဲတော်တာကြောင့်ပေါင်းတလဲရဲစခန်းကိုမိသားစုဝင်များအလုံးပြောင်းရွှေ့နေထိုင်နေပြီးတော့ပြူစောဒီတွေကိုအဝေးကနေပြီးတော့လှမ်းအုပ်ချုပ်နေတယ်လို့သိရပါဗျ။ပေါင်းတလဲနယ်မြေခွေးရဲချင်းရုပ်ကုန်းကြီးရွာက အရှင်းခံရတဲ့ပြူစောတိခေါင်းဆောင်လမြင့်ရဲ့သားစိုင်းတီဟာခေါ်ချိုကြီးကသူ့အဖေမရှိလဲအဖွဲကပြတ်မသွားဘူးသူဥဆောင်မယ်ဆိုပြီးတော့ကြုံဝနေတယ်ဒါပေမဲ့သူက ခွေးရဲ့ချင်းရုပ်ကုန်းချင်းမှာမနေရတော့ဘဲနဲ့ပေါင်းတယ်လေရဲစခန်းမှာမိသားစုလိုက်ပြောင်းသွားတယ်လို့သိရပါတယ်ပြူစောတိတွေကိုအဝေးကနေပြီးတော့လက်အုပ်ချုပ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်လှမင်းရဲ့သားစိုင်းတီဟာဆိုတဲ့ကောင်ကလည်းကြံရှိနေတဲ့ပြူစောတိအဖွဲ့ဝင်များကိုလိုက်လံစုဆောင်းခြင်းခြေရွာအတွင်းမှာရှိတဲ့လူငယ်များရဲ့အချက်အလက်များကိုကောက်ယူပြီးတော့ပေါင်းတယ်လေရဲစခန်းနဲ့စစ်ကောင်မရှင်ရဲ့လူကြီးပိုင်းများထံကသတင်းများပေးပို့ခြင်းစစ်ကောင်မရှင်အမိခံအချက်မှတ်စစ်တကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကူညီခြင်းများအပြင်၎င်းဦးစီးတဲ့ပြူစောတိအဖွဲ့ ဖွဲ့ကပေါန့်တလဲမြို့ပေါ်နဲ့ရေးရွာများမှာအဲဆင်းဆက်ခြင်းအတင်းအဓမ္မစစ်မှုထမ်းလူသစ်ခေါ်ခြင်းများနဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းများကိုဆက်လက်လှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြင်းဦးလွေမြို့နယ်ရှစ်ထက်ရေတကုန်တောင်မှာရေကစားရင်းနဲ့ပြုတ်ကျတေဆုံးသွားတဲ့အမေရိကန်နိုင်ငံသူရဲ့အယိုးပြာကိုမိသားစုဝင်များကအမေရိကန်နိုင်ငံကိုပြန်လည်တည်ယူသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ29ရက်နေ့မွန်လွယ်3နာရီခွဲအချိန်မှာပြင်းလွေမြို့နယ်ဇီးပင်ကြီးရွာအုပ်စုအုံနေရေအရှိကြီးရွာမှာရှိတဲ့ရှစ်ထက်ရေတကုန်တောင်ကိုလူ14ယောက်တွားရောက်ပြီးတော့ရေကစားခဲ့ရာ5ဦးဟာတုံးတဲ့ရေတကုန်ကိုပြုတ်ကျခဲ့ပြီးတော့4ဦးတေဆုံးသွားတယ်လို့သိရပါဗျ။ ဆုံးသူတွေထဲမှာအမေရိကန်နိုင်ငံသူအသက်28နှစ်အရွယ်အနာစတာရှီယာအနာဒီရှက်ဆိုတဲ့သူပါဝင်သွားတယ်လို့သိရပြီး၎င်းဟာမီချီဂန်ပြည်နယ်ကဖြစ်တယ်လို့သိရပါတယ်အော်တိုဘလ9ရက်နေ့မှာသူမရဲ့အယိုးပြားကိုသူမနေထိုင်ရမီချီဂန်ပြည်နယ်ကိုမိသားစုဝင်များကတယ်ဆောင်သွားကြတယ်လို့သိရပါတယ်အမေရိကန်နိုင်ငံသူအမျိုးသမီးဟာပြင်းလွင်ရှစ်ထက်ရေတံခွန်မှာအခြားသူများကိုကယ်တင်ရန်ကြိုးပမ်းတဲ့အချိန်မှာတေဆုံးသွားခဲ့ကြောင်း သူမဟာဆယ်စုနှစ်တခုကိုမြန်မာနိုင်ငံနဲ့အာရှနိုင်ငံများမှာနေထိုင်ရင်းနဲ့စောအနာမကြားသူများအတွား sign language ကိုသင်ကြားပေးနေသူဖြစ်ပြီးမွေးချင်း၅ဦးထဲမှာအငယ်ဆုံးဖြစ်ပြီးတော့အကို၄ဦးနဲ့နေထိုင်တယ်လို့သိရပါဗျ။ဒီ shirts မှာမြန်မာနိုင်ငံမော်လမြိုင်မှာအင်္ဂလိပ်စာ online နဲ့မူလရန်ကျောင်းသင်တန်းဆရာမအဖြစ်နဲ့သင်ကြားပို့ချပေးခဲ့တယ်လို့သိရပါဗျ။သိဆုံးတဲ့အချိန်မှာအလောင်းကိုတကြိုလိုက်ပြီးတော့အယိုးပြများကိုမြန်မာနိုင်ငံမှာနေထိုင်တဲ့အကိုဖြစ်သူကအမေရိကန်နိုင်ငံကိုပြန်လည်တည်ဆောင်သွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပွဲငားနဲ့ရုပ်ရှင်ရိုက်ဖို့လာခေါ်မဲ့သူမရှိတာကြောင့်ထိုင်ဆောင်နေရကြောင်းပြည်သူတွေကတပိတ်မောက်ဝိုင်းကော့ပြုတ်လုထားတဲ့စစ်ခွေးထောက်ခံသူဘောမဟာတာလူရှင်တော်စောက်ပေါ်ဒိန်းတောင်ကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းကာလတလျှောက်လုံးစစ်ကောင်စီကိုထောက်ခံခဲ့ပြီးတော့စစ်ခွေးတပ်ရဲ့ပွဲလန်းသမင်းတွေဝါရဖြန့်ဖြောပြေးပွဲတွေမှာလောက်ကန်ပြီးခဲ့တဲ့ဟာသာလူရှင်တော်စောက်ပေါ်ဒိန်းတော်ဟာပွဲငှားမဲ့လူတွေရောရုပ်ရှင်ရိုက်ကူးမှုခေါ်ယူတာတွေရောမရှိတော့လို့စောင့်မျှော်နေရကြောင်း NSS YouTube Channel မှာအခုလိုမျိုးဖြေဆို့ထားတာကိုတွေ့ရပါတယ်။ဒိန်းတော်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိတယ်။ ဘဒူပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေရခင်ကစစ်ခွေးတပ်ရဲ့တန်းရုံတွေဌာနဆိုင်ရာတွေမှာ2023ခုနှစ်လောက်အထိဖျော်ဖြေခဲ့ရပေမယ့်2024ခုနှစ်ကစပြီးတော့ယနေ့အချိန်ထိငားရမ်းတာမျိုးမရှိတော့ဘူးလို့ဒိန်းအောင်ကညှိတွားလိုက်ပါတယ်မြောက်ရီရုံမြင့်တန်းကြားမှာတနစ်မှာတစ်ချိန်သာရိုက်ရပြီးတော့မြောက်ရီရုံမြင့်တန်းကြားကတော့တစ်သက်လုံးမှာတစ်ချိန်ပဲရိုက်ရသေးတယ်လို့သူကဆက်ပြောပါတယ်ဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေဥပါဗျာဟို ကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောတာတဖက်ကမငားရင်တဖက်ကငားသင့်တယ်လေသိတယ်မလားနှစ်ဖက်တည်းရှိတာဟုတ်အဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရရောက်ဒီဘက်ကမှလည်းမရရောက်ဆိုတော့အဲ့ဒါပေါ့ဂျားတဲ့ငုတ်တုံမိတာဟုတ် ။ဒါကြောင့်မို့လို့ပွဲငါနဲ့ရုပ်ရှင်ကားရိုက်ဖို့ခေါ်တာကိုစောင့်နေရပြီးတော့စစ်ခွေးတက်အနေနဲ့လဲအရင်ကလိုတိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေမှာခေါ်ပေးဖို့ဆိုပြီးတော့ဒိုင်းတော်ကတောင်းဆိုထားတာကိုတွေ့ရပါတယ်။ စစ်တပ်ကရွေးကောက်ခံအရဲသားအစိုးရကိုလက်နက်အားကိုနဲ့ဖြုတ်ချပြီးတော့အာဏာသိမ်းလိုက်တာကိုစန့်ကျင်တဲ့ပြည်သူတွေကစစ်ခွေးတပ်ကိုထောက်ခံတဲ့စစ်တပ်နဲ့နှိစက်တဲ့လူပုတ်ကိုအဖွဲ့အစည်းတွေကိုသဘိမ်မောက်တာလူမှုရေးပြစ်ဒဏ်ခတ်တာတွေကိုလုပ်ခဲ့ကြပါတယ်ပြည်သူတွေရဲ့သဘိမ်မောက်တာလူမှုရေးပြစ်ဒဏ်ခတ်တဲ့နေရာမှာအမှုပညာရှင်တွေလည်းပါဝင်ပါတယ်စစ်ခွေးတပ်အာဏာသိမ်းတဲ့ကာလကြာရှည်လာတဲ့အခါမှာပြည်သူတွေရဲ့သဘိမ်မောက်တာလူမှုရေးပြစ်ဒဏ်ခတ်တာဟာအရင်ကနဲ့စာရင်ညှော်နေလာပေမဲ့ သမိုင်းမောက်တာလူမှုရေးပြည်ထောင်ခတ်တာတွေကိုတော့ဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတက်ခရိုင်နဲ့ကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား136ဦးကိုဖမ်းဆီးရရှိခဲ့ပြီးတော့အဲ့ဒီကလေးမှာကလေးငယ်များပါပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ17ရက်နေ့မှာထိုင်းနိုင်ငံတက်ခရိုင် ထိုင်းမြန်မာနယ်စပ်ဖုတ်ဖရမြို့မှာတရားမဝင်မြန်မာနိုင်ငံသားကိုအူလိုက်ပါလာတဲ့ကားကိုစစ်ဆေးရန်ထိုင်းအာဏာပိုင်များကရပ်တန့်ခိုင်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ကားဟာရပ်တန့်မပြီးဘဲနဲ့ထွက်ပြေးသွားတဲ့အတော့လိုက်လံဖမ်းဆီးရမှာကားဟာအရှိန်မထိန်နိုင်ဘဲနဲ့လမ်းမင်းမြတ်တော်တဲ့ကိုတိမ်းမောက်ရောက်ရှိသွားပြီးတော့ကားပေါ်မှာပါလာတဲ့တရားမဝင်မြန်မာနိုင်ငံသားကိုအူကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကားမောင်းသမားနဲ့အခြားထိုင်းနိုင်ငံသားတအုပ်ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ပြောပါတယ်။ ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား၉ဦးမှာတရားဝင်အထောက်အထားတစုံတရာမရှိပဲတယောက်ကိုထိုင်းဘက်ငွေ၄500ပေးပြီးတော့တရားမဝင်ဝင်ရောက်လာခြင်းဖြစ်တယ်လို့ပြောပါရတယ်။အဲ့ဒီမြန်မာနိုင်ငံသားများကိုဖုတ်ပရမြို့နယ်ရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်လို့သိရပါရတယ်။အလားတူပဲထိုင်းနိုင်ငံကချနာပိုရီခရိုင်မှာလည်း မနေ့ကအော်တိုဝါလာ၁၇ရက်နေ့ကမြန်မာနိုင်ငံသား၁၀၈ဦးလိုက်ပါလာတဲ့အလုံပိတ်ကားတစ်စီးကိုထိုင်းအာဏာပိုင်များကတားဆီးဆစ်ဆေးခဲ့ပြီးတော့တရားမဝင်မြန်မာနိုင်ငံသားများအလုံးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီမြန်မာနိုင်ငံသားများဟာထိုင်းနိုင်ငံအတွင်းအလုံလောက်ရန်အတွက်ဖျားသုံးစုမြို့ကနေတဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီးတော့မိသားစုလိုက်ဝင်ရောက်လာသူများလည်းရှိပြီးဖမ်းခံရတဲ့သူတွေထဲမှာကလင်းငယ်များလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စိတ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ